ဟာလာလုယာဖျားခင်နာမဘုန်းကြီးပါစေအာမင်အွန်လိုင်းကခွန်အားယူနေတဲ့မိသားစုညီကိုမောင်နှမတွေဖျားခင်နှုတ်ကပတ်တော်အပြည့်ဒီနေ့ကောင်းချီးခံစားမယ်လို့မျှော်လင့်နေဟာလာလုယာခဏလေးဆုတောင်းရအောင်အဖာကတော်ကိုယေရှုတင်နေနှုတ်ကပတ်တော်သည်ကျွန်ုပ်ခြေရှိမှမိခွက်ကျွန်ုပ်လန်ခီးကိုလင်းစေတယ်နှုတ်ကပတ်တော်ကိုဆေလွေတဲ့အနာရောဂါရှိသမျှကိုငြိမ်းစေမယ်ခတ်သိမ်းသောအရာတို့ကိုနှုတ်ကပတ်တော်ကဖန်ဆင်းတယ်နှုတ်ကပတ်တော်ကဖျားဖြစ်တဲ့နှုတ်ကပတ်တော်မှာအသက်ရှိတယ်ထိုနှုတ်ကပတ်တော်ကိုယနေ့ကျွန်တော်တို့ခံယူမယ် ။တန်ရှင်းသောဝိညာဉ်တော်ဖျားနှုတ်ကွက်တော်ကိုဆင်လွတ်ပါ။အယောက်တိုင်းရဲ့အသက်တာမှာကောင်းချီးဖြစ်စေပါ။တခင်ယေရှုနာမနဲ့ယုသေစွာဆုတောင်းပြီးအနံပါတယ်ဖဖျား။အာမင်။အာမင်။ဒီနေ့ကျွန်တော်ဗာအားပေးခြင်းလေဆိုဘဝအသက်တာထဲမှာတမာကျန်းစာမှာကောင်းစားသွားတဲ့လူတွေအကြောင်းပြောပြ။ကောင်းကြီးခံစားတယ်ဖခင်ကြီးချီးမြောက်တယ်ဖခင်ကြီးတို့ကိုကျေးဇူးပြုတယ်ဘာကြောင့်ဖခင်ကတို့ကိုကျေးဇူးပြုရတာလဲတို့မှာလျှို့ဝှက်ချက်ရှိတယ်အဲ့ဒီအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီနေ့နည်းနည်းလေ့လာမယ် မောရှိအကြောင်းကိုခဏစဉ်းစားမယ်။ဖမယောကြာခန်းကြီး33အပိုင်းငယ်74 75အဲ့ဒါလေးကိုကျွန်တော်ဖတ်မယ်။ငါကိုယ်တိုင်သွား၍ငြိမ်ဝှချင်းချမ်းသာကိုပေးမြှူမိတ်တော်မူ၏။တဖန်မောရှိကကိုတော်တိုင်မသွားလျင်အကျွန်ုပ်တို့ကိုဤအယက်မှပို့တော်မမူပါနှင့်။မောရှိကဣသရေလလူတွေကိုအယုဒပြည်နဲ့ကယ်ထုတ်ခဲ့တယ်။သိန်းနဲ့သန်းနဲ့ချီတဲ့လူတွေ။ အသက်ကြီးတဲ့လူပါတယ်ခလေးပါတယ်လူငယ်ပါတယ်တရိစ္ဆာန်ပါတယ်ကျင်းတော့အိုးအိမ်နေအိုးကွက်ပကအကုန်ပါတယ်ရွှေငွေအများကြီးပါတယ်အဲ့ဒါညနေသူတို့ထွက်လာတယ်ဒါပေမဲ့သူ့စကားသိကောင်းနေနော်ထွက်မြောက်ရ33ရောက်တဲ့ခါမှာသူပါပြောလဲဖယားသခင်နဲ့ကိုတော်တိုင်းမသွားရင်ကျွန်တော်ကိုမပို့နဲ့တဲ့ဒါဆို तू သွားကျင်လာလားဖယားပို့ဖယားရှိတဲ့နေရာကို तू ရောက်ကျင်လာလားဖယားရှိတဲ့နေရာ तू ရောက်ကျင်တာ ကိုတော်သွားရင်ကျွန်တော်သွားမယ်ကိုတော်မသွားရင်ကျွန်တော်လည်းမသွားခိုင်းနဲ့ဒါဆိုသူဘသူနဲ့သွားကျင်တာလဲဖယားနဲ့သူဘသူနဲ့ရှိကျင်တာလဲဖယားနဲ့မောရှေကစီးစိတ်ဥစ္စာနဲ့အတူရှိကျင်တာလားဖယားနဲ့လားဖယားနဲ့ရှိကျင်တာဖယားမသွားရင်အဲ့နေရာကျွန်တော်လည်းမပို့နဲ့အတိတ်ဘယ်ကဖယားမရှိတဲ့နေရာမှာသူလဲမနေခြင်းမှုရွှေရှိလို့နေကျင်တာမဟုတ်ဘူးဖယားရှိလို့နေကျင်တာအာမင်ယာရုရှိလို့နေကျင်တာမဟုတ်ဘူးဖယားရှိလို့နေကျင်တာ ဖယားမရှိရင်ဘာရှိရှိကျွန်တော်မနေဘူးဒါကြောင့်ကိုတော့ကိုတော့မသွားရင်ကျွန်တော်ကိုမပို့ပါနဲ့မောရှိရဲ့ဘုရားမှာဘယ်ဟာက first လဲ God first ဖယားဟာသူ့ဘဝရဲ့ first ပဲကျွန်တော်ချစ်တော်ကြီးကိုမောင်းတော့မှဖယားသခင်မပရင် तू ဘာမှမလုပ်ချင်ဘူးဖယားမရှိတဲ့နေရာ तू လည်းမသွားချင်ဘူးကိုတော့သွားမှကျွန်တော်ကိုပို့ပါဒီလိုလာတာဒီຢာနဲ့ပတ်သက်ပြီးကျွန်တော်တခုတည်းရတယ် ကဘာကျော်တရားဟောဆရာကြီးစာသူစာသားစင်သူဘာပြောလဲဆိုတော့သူစကားလေးကတိတ်မှတ်လို့ကောင်းတာပဲဖယားသခင်နဲ့ကောင်းကင်သွားလို့ကိုတော်မရှိဘူးဆိုရင်အဲ့ကောင်းကင်မှာကျွန်တော်မနေခြင်းဘူးဒါဆိုစာသူစာသားစင်ကကောင်းကင်ရောက်ချင်တာလားကိုတော်နဲ့နေချင်တာလားကိုတော်နဲ့နေချင်တာကောင်းကင်မှာနေချင်တာမဟုတ်ကိုတော်နဲ့နေချင်တာသူထပ်ပြောတယ်ကိုတော်ကတဲ့မရဏမှာကိုတော်ရှိရင်ကျွန်တော်မရဏထိလိုက်မယ်ဒါဆိုသူကမရဏသွားချင်တာလားကိုတော်နဲ့အတူရှိချင်တာလား ကိုတော်နဲ့အတူရှိကျင်တာစာသူစာသားစင်ကကျင်တော့ဒါဆိုသူ့ဘဝမှာကောင်းစားကျင်တာလားဆင်းရဲကျင်တာလားချီးမြှောက်ခြင်းရကျင်တာလားပတ်စံရှိကျင်တာလားကိုတော်နဲ့ရှိကျင်တာလားကိုတော်နဲ့ရှိကျင်တာဒီနေ့ကိုကိုကိုစမ်းစစ်ပါဖယားသခင်ချီးမြှောက်ခြင်းခံရတဲ့မောရှိရဲ့တတ်တာကိုကြည့်ငွေရှိကျင်တာမဟုတ်ဘူးယာရုရှိကျင်တာမဟုတ်ဘူးကောင်းစားကျင်တာမဟုတ်ဘူး तू ကဘာဖြစ်ကျင်တာလဲကိုတော်နဲ့အတူရှိကျင်တာသူ့ဘဝရဲ့ first cup ဘယ်လိုလဲကိုတော်အာမင် ဖယားကို first ထားအဲ့လူရဲ့တက်တာဘယ်တော့မှမဆုံးရှုံးစေရအောင်ဖယားရှိတာဝန်ယူတယ်ဒါကြောင့်မောရှိရဲ့ဘဝကိုဖယားကချီးမြှောက်တယ်မဟုတ်ဘူးလားဖယားကဆက်ပြီးတော့မဆားတယ်မဟုတ်ဘူးလားဘာကြောင့်လဲမောရှိရဲ့ဘဝမှာဘသူက first ဖြစ်နေလဲ God first ရွှေက first မဟုတ်ဘူးယာဒူက first မဟုတ်ဘူးဝမ်းမြောက်ခြင်းတွေက first မဟုတ်ဘူးကိုတော်ကသူ့ဘဝရဲ့ first ပဲဒါပဲအဲ့တော့သူစင်ရဲ့ချမ်းသာသာယာဓုရရယာဓုပြုတ်ပြုတ်ဒါတွေအရေးမကြီးဘူး ဖယားခင်ကသူ့ဘဝရဲ့ first ဖြစ်ရင်သူကျင့်နေပြီအာမင်ဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီကိုမောင်နှမများဘဝမှာ God first ဖြစ်ဖို့အရေးကြီးတယ်အာမင်နောက်တစ်ယောက်အကြောင်းကိုကျွန်တော်ပြောချင်တယ်သခင်ယေရှုရဲ့အသက်တာကိုကြည့်အောင်ရှမာကုခရိုင်အခန်းကြီး14အပိုင်းငယ်36ကိုတော်သည်အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါ တိုးတော်လေအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနဲ့ကိုတော်အလိုရှိသည့်အတိုင်းဖြစ်ပါစေတော့တခင်ယေရှုဂေသရှိမန်ဥယျာဉ်မှာဆူတောင်းနဲ့ဆူတောင်းချက်မကြမီသူလဝါကတိုင်ပေါ်သူတက်ရတော့သူပါပြောလေဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါတိုးတော်လေအကျွန်ုပ်အလိုတိုင်းမဖြစ်ပါစေနဲ့ကိုတော်အလိုတိုင်းဖြစ်ပါစေသူပြောတာလေဖယားသခင်အလိုတော်ရှိမှလုပ်ပါတဲ့သူ့ဘဝကြီးကဖယားသခင်အလိုတော်အတိုင်းပဲဖြစ်ပါစေတဲ့ ကောင်းစားတာတွေဆင်းရဲတာတွေဒုက္ခရောက်တာတွေအဆင်ပြေတာတွေအဲ့ဒါတွေအရေးမကြီးဘူးအရေးကြီးတာကတခရေရှုဟာခမဲတော်ဖရာကို first ထားတယ်ကိုတော့အလိုအတိုင်းဖြစ်ပါစေဒါပဲဖရာကို first ထားတဲ့အရှင်ယေရှုရဲ့အသက်တာဖရာရှင်သူ့ကိုအံ့ဩဖွယ်ကောင်းချီးမြှောက်ပလိုက်တယ်ဘွဲနာမတကာတဲ့ကြီးမြတ်တဲ့ဘွဲနာမကိုသူ့ကိုပေးလိုက်တယ်ဖိလိပ္ပိအခန်းကြီး1ခုနှစ်ကနေ30ပါ ဘွဲနာမတက္ကတဲ့ကြီးမြတ်တဲ့ဘွဲနာမသူ့ကိုပေးတယ်။ဘာကြောင့်လဲ။သူ့ရဲ့အသက်ရှင်ခြင်းလက္ခဏာကိုကြည့်လိုက်။ God first. Amen. ဘာဒီပဲကြုံပါစေ။စင်ပြေတာလည်းဖြစ်နိုင်တယ်၊ခက်ခဲတာလည်းဖြစ်နိုင်တယ်။လူတွေချီးမွမ်းတာလည်းဖြစ်နိုင်တယ်၊ကဲရတာလည်းဖြစ်နိုင်တယ်။လူတွေချီးမြောက်တာလည်းဖြစ်နိုင်တယ်၊နှိပ်ချတာလည်းဖြစ်နိုင်တယ်။အဲ့ဒီအရာတွေအရေးမကြီးဘူး။အရေးကြီးတာသူ့ရဲ့ဘဝရဲ့ first ကဘာလဲ။ဖျားဖြစ်နေဖို့ကအရေးကြီးတယ်။ဒါကြောင့်ဖျားရှင်ကို အရှင်ယေရှုကိုယ်တိုင် first နေရာမှာထားတယ်။အရှင်ယေရှုရဲ့ဘဝကမြေကြီးပေါ်မှာကျွန်တော်အရာခတ်သိမ်းရဲ့အထက်မှာဘုရားခင်ချီးမြှောက်တာကိုသူခံစားရတယ်။အာမင်။နောက်ဆုံးတစ်ယောက်ကိုကြည့်အောင်။ရှင်ပေါလုရဲ့အသက်တာရှင်ပေါလုဘလို့အသက်ရှင်လဲ။ဖိလိပ္ပိခန်းကြီး1အပိုင်ငယ်21ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏။ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏။ ရှင်ပေါလုပြောနေတယ်ငါအသက်ရှင်နေတာခရစ်တော်ဖြစ်ဖို့ပဲတဲ့ခရစ်တော်ဖြစ်နေတယ်ကျင်တော့သူ့ရဲ့အသက်ရှင်ခြင်းကရွှေဖြစ်နေတာမဟုတ်ဘူးငွေဖြစ်နေတာမဟုတ်ဘူးထင်ပေါ်ကြော်ကြားမှုတွေဖြစ်နေတာမဟုတ်ဘူးသူ့ရဲ့အသက်ရှင်ခြင်းကဘယ်သူဖြစ်နေလဲခရစ်တော်ဖြစ်နေတာဒါဆိုပေါလုရှင်လားခရစ်တော်ရှင်လားခရစ်တော်ရှင်ဘယ်မှာရှင်လဲပေါလုရဲ့အသက်တာကနေခရစ်တော်ရှင်နေတာပေါလုကမလုပ်တာလေအဲ့ဒီခရစ်တော်ကို first နေရာမှာထားတာ အာမင်ခရစ်တော်ကို first နေရာမှာထားတော့သူ့ရဲ့အသက်ရှင်ခြင်းကဘယ်လိုဖြစ်နေလဲခရစ်တော်ဖြစ်နေတာဗောဒီနေ့လူတွေဘုရားကျောင်းလာတယ်သူ့ရဲ့အသက်ရှင်ခြင်း first ကဘာလဲငွေငွေပေးပါငွေပေးပါငွေပေးပါဟုတ်လားသူ့ရဲ့အသက်ရှင်ခြင်း first ကငွေဖြစ်နေတယ်တချို့ကဘာလဲယာဒူးပေးပါယာဒူးတိုးပေးပါဘုရားသခင်ယာဒူးတိုးအောင်မဆားပါသူ့ရဲ့ first ကဘာလဲယာဒူးကျွန်တော်ကိုနာမည်ကြီးအောင်မဆားတော်မူပါ ူရဲ့ first ကပါလေထင်ပေါ်ကြော်ကြခြင်းရှင်ဘောလူကအရင်တည်းကနာမည်ရှိတယ်အရင်တည်းကငွေရှိတယ်အရင်တည်းကယာတို့ရှိတယ်ဒါပေမဲ့သူ့ရဲ့အသက်တာထဲမှာ God first မဖြစ်ခဲ့ဘူးအရင်တုန်းကရှောလူဘွားမှာတုန်းကဒါပေမဲ့ဒီကနေ့သူ့ရဲ့အသက်တာပါလေဒါတွေမဟုတ်ဘူး तू ပြောနေတာငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏ तू ဘာကို first ထားလဲဖယားရှင်ကို तू first ထားတယ်ဒါကြောင့်ဖယားသခင်ကို first ထားတဲ့သူတွေရဲ့အသက်တာ ်ဘယ်တော့မှမဆုံးရှုံးမှုဆိုတဲ့နားလေရတယ်မောရှိဖះကိုဖတ်စတာတဲ့တခင်ယေရှုခရစ်တော်လူစားတိခံတော်ကခမဲတော်ဖះကိုဖတ်စတာတဲ့ရှင်ပေါ်လူရဲ့အသက်တာဖះရှင်ကိုဖတ်စတာတဲ့ဒါကြောင့်တကယ်ပဲသူတို့ရဲ့အသက်တာမှာဖះခင်ချင်းမြောက်ချင်းကိုခံရတယ်ဆိုတဲ့နားလေရတယ်ချက်တော်ညီကိုမောင်တို့မအဲ့ဒီကနေတဆင့်တိုးပြီးကြီးလိုက်မယ်ဖះရှင်ကကိုဘွားရဲ့ first ဖြစ်သွားရင်ကြံတဲ့အရာတွေကနေရာမှန်ရောက်သွားလိမ့်မယ်ငွေလာနေရာမှန်ရောက်သွားမယ် ကြမ်းမာခြင်းလားသူ့နေရာမှန်ကိုသူရောက်သွားမယ်ဝမ်းမြောက်ခြင်းလားသူ့နေရာမှန်ကိုသူရောက်သွားမယ်ဘာမှန်ရင်လဲဖယားကိုနေရာမှန်မှာထားလိုက်ကြံတဲ့အရာတွေသူ့နေရာသူမှန်သွားလိမ့်မယ်ဖယားကိုနေရာမှန်မှာမထားရင်ကြံတဲ့အရာတွေနေရာမှားပြီငွေမရှိလို့စိတ်ညစ်ရတာနဲ့ဝမ်းမြောက်ခြင်းမရှိလို့ဟလားတောကများရတာနဲ့ယာရုမရှိလို့တောကရောက်ရတာနဲ့ဘာလို့လဲဖယားကို first နေရာမှာမထားရင်ကြံတဲ့အရာတွေနေရာမှန်တော့ဖယားကကိုယ့်ဘဝရဲ့ first ကြီးကြံတဲ့အရာတွေနေရာမှန်သွားလိမ့်မယ် အာမင်ငွေအတွက်မပူနဲ့ရွှေအတွက်မပူနဲ့ကျမချင်းအတွက်မပူနဲ့အဲ့ဒီဖယားကိုလက်မှာထားရင်ဖယားမယူဘူးလူတွေကထားတာဖယားကိုနောက်ဆုံးအားလုံးလုပ်ပြီးနောက်ဆုံးကျမှဖယားကိုနေရာပေးတာဖယားဟာဘယ်တော့မှနောက်ဆုံးနေရာမယူဘူးဖယားသခင်ကဒုတိယနေရာသူ့အပေးသူမယူဘူး तू က first तू က first ဖယားရှင်ကဘယ်တော့မှ तू က second မယူဘူး तू ကဘယ်နေရာပဲယူလဲ first ူကို first နေရာပေးလိုက်ကျန်တာအလုံးနေရာမှန်သွားမယ်ဒါကြောင့်မိသားစုထဲမှာအသင်းတော်ထဲမှာချစ်တော်ညီကိုမောင်တို့မှာ မောရှေဖယားကို first ထားတယ်ယေရှုခရစ်တော်ခမဲတော်ကို first ထားတယ်ရှင်ပေါ်လူအသက်တာဖယားကို first ထားတယ်အဲ့ဒီ first ထားတဲ့လူတွေရဲ့အသက်တာကျန်တာအလုံးနေရာမှန်ရောက်သွားတယ်ငွေလားယာတူးလားဝမ်းမြောက်ခြင်းလားကြော်ကြားမှုလားအလုံးနေရာမှန်ရောက်သွားတယ်မြေကြီးပေါ်မှာအောင်မြင်တဲ့အသက်တာကိုသူတို့ခံစားရတယ်ဆိုတာနားလေရတယ် ဒါကြောင့်မလို့ဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီကိုမောင်နှမများကိုယ့်ရဲ့အသက်တာတွေမှာဖယားရှင်ကို first နေရာမှာပေးမိလို့အခက်ခဲကြုံနေတော်သူများနောင်တရတော်သူများအသက်တာကိုဆက်ကပ်ခြင်းရှိတဲ့နေရာကနေမတည့်ရကျွန်တော်တို့အတူဆုတောင်းရအောင်အဖာကိုရောကိုယေရှုတင်တယ်ဒီနေ့နှုတ်ကပတ်တော်အတွက်ချီးမွမ်းပါတယ်ကိုရောကို first နေရာမှာထားမိလို့အခက်ခဲရောက်ခဲ့တဲ့အရာတွေအတွက်ဒီနေ့ဝန်ချတောင်းပန်ပါတယ်ဖယားကိုကျွန်တော်တို့နေရာမပေးဘူးငွေတွေကနေရာယူထားတယ် ။အိုးကျမ်းမာခြင်းတွေကပထမနေရာယူထားတဲ့ကျွန်တော်တို့ကိုယ်တိုင်ပေးတဲ့နေရာမှားနေတယ်။ဒီအတွက်ဝန်ချတောင်းပန်ပါတယ်။ဒီနေရာနေစပြီးကျွန်တော်မဆာရောက်တိုင်းသက်တာကိုအနံ့ပါတယ်။ဖယားရှင်ကို first နေရာထားပြတ်တော်သူများဖြစ်ပါမိကြောင်းတို့တင်ခံရလို့ကျေးဇူးတင်လို့ကိုတော့ကိုနေရပေးပါတယ်ကျွန်တော်ဘဝရဲ့ပထမ first ကကိုတော့ဖြစ်ပါစေတခေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖဖေယာအာမင် Amen. at that time. God first ဖြစ်ပါစေ။ Amen. God bless you.